အရှိတာဝါတိုင်းကုန်းလောက်အဲ့လိုကြောင်းတာဝါတိုင်းကုန်းလောက်တာဝါတိုင်းဖြစ်မှတ်ပြီးတာကျွန်တော်အော်ကျွန်တော်တိုက်ပွဲဖြစ်မှာအပြောက်ဆုံးတိုက်ပွဲဖြစ်မှာကျွန်တော်ပြီးရင်တော့အဲကျွန်တော်ဟိုနောက်ကဆရာကြီးတွေကြီးကြီးတဲ့လူတွေမျက်ခြေကိုဖျောက်ပြတာအာဖျောက်ဖို့ကျွန်တော်ပြေးထွက်လာပြီတိုင်မင်းတိုင်မင်းမကွေးတိုင်းငဖေးမြို့နယ်အပိုင်းအမ်ဘဒန်လက်ရှိနေရီကန်တောင်ဘျူဟာကုန်းစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကိုဖမ်းမိထားတယ်လို့ချင်းကာကွယ်ရေးတပ်အရှူ CDF အရှူစီကသိရပါဗျာ အဆိုပါ23ဦးကိုဇွန်လ10ရက်ကနေဇွန်လ12ရက်အတွင်ဖမ်းမိခဲ့တာဖြစ်ပြီးနယ်ရီကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းဘူဟာကုန်းအနီးမီတာ1500ပတ်လည်နယ်ရီကန်လမ်းဟောင်းကိုဖျက်တောက်တိုက်ခိုက်ရေးလှုပ်ဆောင်နေစဉ်ဖမ်းမိခဲ့တာလို့ဆိုပါတယ်အဲကျွန်တော်တို့ဒီဖန်းနေရမိတဲ့သူတို့ရောအဲ့လိုမျိုးတန်းပြီးတော့သူတို့သွားလွယ်နေရပို့ဆောင်ပေးတာတော့ဘယ်တော့မှကျွန်တော်တို့မလုပ်ပါဘူးဟိုဒီလိုပဲစစ်သုံးမှန်းအတိုင်းပဲကျွန်တော်တို့ဖန်းစီချုံအောင်ထားမှုမျိုးလုပ်ထားပါဗျဖန်းခံထားရသူတွေဟာစစ်မှုထမ်းဥပဒေနဲ့အတ္တမပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းနေရသူတွေဖြစ်တယ်လို့သိရပြီးသူတို့စီကနေ M15 လက် M3 3လက်နဲ့ခဲရဲအချို့တင်းစီရမိခဲ့တယ်လို့စစ်လိုင်းရိုးချင်းကဆိုပါတယ်။အလားတူ နေရီကန်ဗျူဟာကုန်းစခန်းမှာရှေ့တန်းကောက်ကင်းတာဝန်ထမ်းဆောင်နေချိန်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား3ဦးကိုလည်းလက်နက်ခဲရဲနေနဲ့အတူဇွန်လ4ရက်မှာချင်းကောက်ကိုရီတက်အရှူက ဖမ်းမိခဲ့သေးတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်မရှိရှိနဲ့ကိုကိုတက်တွေအထိုင်ချထားတဲ့နေရီကန်ဗျူဟာကုန်းကိုအာရခတက်တော် AA နဲ့ ူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးဇွန်လ12ရက်နဲ့13ရက်တွေမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။